အားလုံးပဲမင်္ဂလာပါတသသိန်းတော်အပိုင်း၁၂၈အေးစစ်စစ်ပဲစစ်လိမင်းကြီးပြီးသူ့ကိုဘာမှုနဲ့ဖမ်းတာလဲဟုမေးသည်ပြီးမှအေးစစ်စစ်လိတဲ့ဖြင့်အဲ့ဒီကိစ္စကိုမင်းကောင်းနေမှာအလေးနဲ့ထားမနေနဲ့မင်းစဉ်းစားကြည့်ရှေ့ရနေဒီနေ့ကမိုင်၁၂၀ဝေးကော့ဆက်တတော်များများကသူ့ကိုစန့်ကျင်နေကြတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မင်းတို့ရဲ့လူချမ်းသာကော့ဆက်တွေမင်းတို့ရဲ့ကြီးလက်ကောင်းဆောင်တွေကကော့ဆက်လေသမားတွေပေါ်နှိမ့်ဆက်လွန်လို့ပဲဘာဖြစ်လို့ခုလိုဖြစ်ရလဲ အဲ့ဒါမင်းကမင်းစဉ်းစားပြီးအဖြေရှာဒိုကော့ဆက်လူမျိုးတွေကပထမဆုံးဆက်သွားတယ်ပဲကွာစာပြင်ကိုသူတို့ကိုးခွေကြတယ်အဲဒီကနေတစ်ဆက်သေးခေါင်းဆောင်ဆိုရင်ဥတင်ကြတယ်အဲဒီခေါင်းဆောင်ဆိုတဲ့လူတွေကအလုတ်သမားတပိတ်တွေကိုဖြိုခွင်းမမိပြီအဲဒီလူတွေကကော့ဆက်တွေကိုနှစ်ပေါင်းတောင်းအောင်ခန်းဆနေကြခုတော့အပြောင်းလဲကြီးပြောင်းလဲလာပြီချမ်းသာတဲ့ကော့ဆက်တွေတဖြည်းဖြည်းခံရတော့မင်းဒါပေမဲ့ဒွန်းပြင်းတွေကလူချမ်းသာကော့ဆက်တွေမှာလက်နဲ့ရှိအဲ့ဒါသူတို့အတွက်တိတ်အန်နေကြီးသူတို့ကကော်ရှင်တော့လူတိုက်လို့ငါတို့ကအပုတ်ချရုံမကောင် ပြောင်းတိုက်ခိုက်လာတယ်။သူတို့လက်ထဲကတနက်ပြောင်းတွေငါတို့ဘက်လှည့်လာတယ်။သူတို့လက်ထဲကတနက်ပြောင်းတွေငါတို့ဘက်လှည့်လာတယ်။မင်းကိုလည်းချမ်းသာပြီးမှမဟုတ်ဘူး။အချင်းကြီးကအဲ့ဒါပဲကိုလူ။ကျွန်တော်တိတ်ကြီးမဆိုင်ပါဘူး။ကျွန်တော်တို့ကိုလူတွေမထောက်ခံပါပဲဆိုတယ်။လေးကလေးနဲ့ပြောနေတော့ Stormin ဒီဝုန်းကနေပေါက်ခဲ့ပါလိမ့်တော့ဒီ။ Even ဤအင်ဂျင်ရဲ့ဘက်ကိုလှမ်းဆွဲပြီးဒေါသတကြီးလေးတန်ပြီ။ငါတို့လူတန်းစားရက်တီချံမှန်နေသေးတယ်။သူတို့ဘရောမှဆန့်ကျင်မှာမဟုတ်ဘူး။လူချမ်းသာမျိုးရှင်တွေဘက်ဘရောမှပါတော့မှာမဟုတ်ဘူး။ ငါတို့ရဲ့ရဲဘော်တွေဖြစ်ဆက်ရှိနေမှာကွာအဲ့တော့တထေးတွေကကောက်ဆက်လေသမားရဲ့သွေးတွေချွေးနေအသက်ရှင်နေမင်းကဒီကြားထဲမှာမပြတ်မသားဖြစ်နေဟုတ်တယ်မဟုတ်လားအီဗန်အီဗန်အင်ဂျီကိုလှုပ်လိုက်ပြီးခေါင်းရင်ရင်ပြုံးစစ်စစ်နေတီတီညင်ညင်ဆက်ပြောသည်ဒိုးကဒီခိုင်ထဲမှာရန်သူကိုလက်ဦးအောင်မလုပ်နိုင်ပုံကံမှုတွေဖြစ်လာလိမ့်မယ်ဒါကြောင့်အချိန်မီထိနိုင်အဲ့ဒီပြဿနာမရှိဘူးသူတို့အားလုံးကိုပြစ်ထပ်ဖို့မဟုတ်ဘူးခေါင်းဆောင်တွေကိုပြီမာရဲရောက်အောင်ပို့ပြီးလူစုခွဲပြရမယ်ရန်သူတွေနဲ့အတူတွဲပြီးပြော့ပွဲရှင်ပွဲလုပ်နေလို့မဖြစ်ဘူး လီနင်ပြောသလိုလက်အိတ်ဆွပြီးတော်လိုင်းရေလို့လို့တော့မရအောင်ဒီလူတွေကိုပြစ်သက်ဖို့လိုသလားလို့မေးရင်ငါကတော့လိုလိမ့်မယ်ထင်တယ်အားလုံးတော့ဟုတ်ချင်မှဟုတ်မယ်ကော်ရှူနော့ကိုတော့တည်တည်ချာအပြည့်ရှင်းရမယ်နောက်ပြီးဂရီဂိုမီလက်ကောရှိသေးတယ်သူကတော့လောလောဆယ်ခြေရာဖြောက်ထားတယ်သူ့ကိုမြင်အောင်ဖမ်းမယ်သူတယောက်ထဲကကျန်တဲ့သူတွေအားလုံးပေါက်တာထက်အန်နေရှိရှိတယ်မှာအလုသမားလေသမားတွေရဲ့တားကောင်းတွေဟာအတုံယုံကြဆုံးနေသူတို့တော့ငါတို့ဝမ်းနေရမယ်သူတို့ကိုတတ်တဲ့လူတွေအတွက်ဘာမှကြည့်နော်တက်စရာမလို့ အဲ့ဒီကောင်တွေကငါတို့နောက်ကျောကိုဓာတ်နဲ့ထိုးမယ်ကောင်တွေကဲရှင်းပြီလားအီဗန်အခန်းဆက်ငါနွားတွေသူတွေခြံထဲမောင်းဝင်လာပြီးပန်းအိုတို့ကမိဖို့ကြောင့်နေဝင်လာခဲ့သည်သူနောက်ကလူကီနစ်နာဝင်လိုက်လာသည်ဥကောင်းမော်ရင်ရှန်တပတ်နဲ့အောင်ချုံလင်းတမတ်လို့သူကိုနှုတ်မဆက်ပြီးဒန်တာလီယန်စီတန်းလျှောက်သွားပြီးနဖေးတွင်ဒူးထောက်ထိုင်ချလိုက်သည်အမေအမေဘာဖြစ်လို့လဲနန္ဒာလီယန်ကအမေလူကီနစ်နာ၏ခန္ဓာကိုယ်ကြီးကိုတိုင်ဖက်ပြီးအော်ငွေမိသည် မျိုးသမီးကြီးကသမီးအမေကိုမဖြစ်ပေကုံမီမြေကြီးနဲ့နံဖူးစောင့်နေသည်ပြီးမှကိုရဲ့နေသည့်အတန်းဖြင့်ပြောသည်သမီးရေညီဖေမရှိတော့ဘူးကွယ်ဒိုသားမီတွေကိုထားသွားပြီကွယ်သားမီနဲ့အောင်ဖန်ကိုကြသည်ကလေးပေါင်းချသွားပြီးအောင်းကိုကြတော့သည်ဘိုင်ယိုဒန်ကဖြီးထွက်လာပြီးသူတို့ကိုမြင်တော့အချင်းတွေကိုတန်းတီးလိုက်သည်သူ့ကြော်ရေစိတ်သွိုင်းမျက်နှာကိုလက်ကန်ပေါ်ဖြင့်မျက်ရည်တုံးရင်ငိုပြိုနေသည်ဖြစ်မှဖြစ်ရလိမ့်မည်ဦးရင်သူ့ကိုသူတို့ပြစ်တက်လိုက်ကြပြီလေကွယ်ဘသူကိုတို့အောက်ကိုရတော့မှလည်း သူဘရောမှပြန်လာတော့မှမဟုတ်တော့ဘူးငိုရင်တက်သွားသည့်နန္ဒလီယာမျက်နှာကိုဒါရီယာကရှင်းပြန်ပြီးသည်အီလီနစ်နာကရှင်းဖုံးနဲ့တုပ်ပြီးသည်အခန်းထဲတွင်ပင်တာလီမုံကအဲ့ရတယ်မှာပလန်ချောင်းတဟုတ်ဟုတ်ဆိုနေသည်အနားရောက်လာသည့်ပန်အော်ဒါလက်ကိုဖမ်းဆုပ်ပြီးလူဂီနစ်နာကတနောက်မှမပြောသည်အိုးဖျားသခင်ပန်အော်ဒါရင်ဗီယင်ရှစ်ကောင်တွားပေးပါကွယ်သူ့အလောင်းကိုတင်လာပေးပါနော်သူ့ကိုဟိုမှာပစ္စလက်ခတ်လုပ်ပြကြမှာဒီမှာလူလူသူသူချိုးချင်နေကွယ်ဟာဖြစ်ပါမလားတော့ရင် ဘယ်လိုလုပ်သွားရှာမလဲဗျပြီးတော့ဘလောက်အနေများလိုက်မလဲအိုးဟိုဖျားသခင်ကျေးဇူးတော်ကြောင့်မညစ်မနေတာရင်ဖျားသခင်နောက်ဆုံးနေနှကမ်းမွေဆုံးနှစ်ဖက်ကိုဝါးနေရင်ဘိုင်ယိုဒရာသဘောတူလဲရတော့ဒီဗီယင်စင်စကာရင်အဖေတငယ်ချင်းတယောက်ရှိသည်သူ့အကူအညီဖြင့်မိရောအလောင်းကိုတည်ရမည်ညာရင်ချင်းသူယထာတစီဖြင့်မောင်းထလာခဲ့သည်တယောက်လုံးမအိတ်ကြသည်အိမ်နိုင်တွင်မီးလင်းနေပြီးမီးရုံတို့တက်ခံသည့်တဲ့ရင်ကိုအထိတ်တလန့်ပြောနေကြသည်အဖေနှင့်တရင်တစ်ခုရဲ့တွင်တောင်းဝင်ကြခဲ့ပူသည်အဖေမိတ်ဆွေအင်ရှိတွင်ရလိုက်သည် ကောစကြီးကချက်ချင်းကူညီပေးပါမည်ဟုဆိုသည်သူတို့မြုပ်တဲ့နေရာကိုဥတည်ပါတယ်တိတ်နဲ့နဲ့တူကြမှာမဟုတ်ဘူးပြဿနာကသူ့အလောင်းကိုရှာဝေအားလုံးမင်းကပြစ်သက်တာတရားစင်နေမင်းအနေနဲ့ဖောကားတစ်လုံးတော့ယူလာဖို့ကောင်းတယ်ညစကောင်လောက်တွင်ပေါ့ချွန်းနေခေါ်ပြားရည်နေဆင်တစ်ခုထမ်းပြီးထင်းရှူတော့တဲ့သူတို့ထွက်လာခဲ့ကြသည်နှင်းဖွဲ့ပွဲကြနေမဒီချင်းစားလို့ကြီးကိုပိုင်ရာစိတ်ပြနေသည်တဲကမှုလေးတစ်ခုရောက်တော့ကောစကြီးကရက်ပြီးဒီနားမှာပဲဖြစ်ရမယ်ကွာ ဟူပြောရင်ခြေလန်းတရာလောက်ဆက်လျှောက်ကြသည်ခွေတို့ကသူတို့ကိုမြင်တော့မှန်ဖီပြီးထွက်သွားကြသည်ပိုင်ဟူဒရာကထန်းစင်ကိုဖြစ်ချပြီးစိတ်ပြက်လက်ပြက်နေပြောလိုက်သည်ကျွန်တော်ပြန်တော့မယ်ဗျာအလောင်းနေအများကြီးကသူ့ကိုဘယ်လိုလုပ်ရွှေ့မလဲကျွန်တော်ထွက်လာခဲ့ဖို့မကောင်းဘူးကိုစက်ကြီးကရဲပြီလာပါကွာမင်းဘာကြောက်နေရလဲသူတို့ဆက်လျှောက်တော့ချမုတ်တီထဲမှာသူတို့အမြတ်ထားတဲ့နေရာကိုတွေ့၍စတူကြသည်ပါဝဒါကမုတ်စိတ်နီကြောင်ကြောင်နဲ့ရခမကြီးမီရောအလောင်းကိုမှတ်မိသည်။ကပတ်မှဆွဲပြီးထန်းစင်ပေါ်တင်လိုက်ကြသည် စုတ်ဖားကိုဒီထိမောင်းယူလာမှာကွာဒုမသွားတယ်သူ့ကိုကြီးက73စတုံလောက်လေးမှာနေနေနဲ့မှာချော့ချီချော့ချီနဲ့ထမ်းသွားဖို့မလွယ်ဘူးနဲ့တူတယ်တိုးတော့နှစ်ယောက်သားထမ်းစဉ်ကိုမကဆက်လျှောက်လာနိုင်ကြသည်သူတို့နေရာကော့ဆက်ကြီးအိမ်တွင်မနဲ့လင်းအားကြီးထိထိုင်တော့ကြသည်မီရိုအလောင်းကိုအဝဲနဲ့ပတ်ပြီးစုတ်ဖားဝော်ရင်တင်ထားကြကြသည်တတ်ဒရက်စ်ကိုပန်းအုပ်ရပြန်ရောက်တော့မိုးစစ်စစ်လေးနေပြီအိမ်ရောက်တော့မီရိုရဲ့အချစ်ဆုံးသမီးအဂရီပီနာတကားဖွင့်ပေးသည်နှင့်အိမ်နှင့်ပြန်ပြေးဝင်သွားသည် ။ဗိုက်ဥဒရာကအလောင်းကိုဂျွန်ဟီဒိတ်လိုထန်းတယ်လို့ထန်းသွားကအိမ်ထဲကစပွဲတလုံးပေါ်ထင်လိုက်သည်။ပြီးမှအလောင်းကိုအဝိဖြူတစ်ခုနဲ့အုပ်ပြီးလူကီနေရှနာကယောက်ျားလူသူကိုဖန့်ငုံတော့သည်။ယောက်ျားရဲ့ရှင်းချောင်နဲ့ရှင်းအိမ်ပြလာမှထင်ထားတာ ခုတော့ဗိုက်ဥဒရာကအဖိုးကြီးဂရစ်ကကိုရှူနိုရဲ့လက်မောင်းကို တွဲပြီးအလောင်းစီ ခေါ်လာသည်။အဖိုးကြီးတကိုယ်လုံးတစက်စက်တုံနေသည်။တို့တော့အလောင်းတော်ရအောင်တော့ခြေလက်မှန်မှန်ဖြင့်ရှောက်လာနိုင်သည်။ဒါလေးမီရောအင်းအင်းပြန်တွေ့ရမုံကအဖြစ်ဆိုးလိုက်တာကွာ။ လက်တပတ်ဖြင့်လဝကတိုင်ပုံတရင်ပြုကတားရည်ခဲ့ဖို့နေသောမျက်နှာကိုငုံနေသည်အဖေလေးကြကြမနေရတော့ပါဘူးကွာပြောပြီးလူကောင်းတရားပုံစံဖြင့်မီရိုင်းလက်ကိုမလိုက်စင်းစပွဲနှစ်ပေသူခွေကြတော်လျော်သည်ပိုင်ဟူတာကကြက်ချင်နေချီထားသောသူ့မြင်းစီသို့အသာကလေးထွက်လာခဲ့သည်အခန်းစကြောမလာဇန်တွင် even lessific ကရွာလုံးကျွတ်စီဝေးခေါ်လိုက်သည်မကြုံဘူးလောက်အောင်လူရီစုဝေးရောက်ရှိလာကြ၏ stormin စီယုံ၏နေပြာဖြစ်သည် အဖြူဘက်ကိုထွက်ပြေးသွားသည့်လူများ၏ပစ္စည်းတွေကိုသိမ်းပြီးစင်းရဲသူစင်းရဲသားများကိုဝေးပေးပြီးမြှူကြီးညာခိုင်းလာသည်။ဤတွင် Vinches ကမှရောက်လာသည့်လက်နက်ကင်ဖွဲ့နှင့် Storming ပြဿနာတက်တော်သည်။သူတို့သိမ်းထားသည့်အဝတ်အစားတွေကိုလာယူခြင်းဖြစ်သည်။ Storming ကရှင်းပြသည်။ဒီအဝတ်အစားတွေကရာသားတွေကိုဝေးပေးရမယ်။မနေ့ကဒဟန်ရလာတဲ့တက်နီစစ်သားတွေကိုဝေးပေးပြီးပြီ။ဤတွင်လူငယ်ရာရှိကအော့ဟစ်ရန်တွေလိုသည်။ဒီဝိတွေကိုရာသားတွေဝေဖို့ခမည်းတော်ဘုသူကခွင့်ပြုလို့လေဘုသူစီမှာခွင့်တော်မှုမလို့ ပြည်သူပိုင်းပစ္စည်းကိုအလွဲသုံးဆောက်လုပ်ဖို့ခမျက်မှတောင်းရင်မရှိဘူးဒီမဲရဲပေါ်အထိပ္ပယ်မရှိစကားတွေမပြောနဲ့ပြီးတော့မင်းငေါ့ကိုအော်မပြောနဲ့ဘသူမှပြည်သူပိုင်းပစ္စည်းကိုအလွဲသုံးဆောက်လုပ်နေတာမဟုတ်ဘူးအင်ဂျီမရှိရဲဒဏ်ရာရရဲဘော်တွေအတွက်မနေ့ကစူပါသမားတွေကိုလက်မှတ်ထိုးကမ်းပြီးပြေးလိုက်ပြီဂူရောင်ထဲမှာအလကားပုံထားတဲ့ဝစ်စာတွေကိုငါကဘာလို့ရမှာလဲကွာလူငယ်ရရှိကမရှောခမ ्या ကဘာတူလဲဘိုးဒေါ်လန်ရဲ့ကောမဒီဥက္ကဋ္ဌလားခမ ्या ကိုကြုတ်ဖမ်းမယ်ခမ ्या ရဲ့လှုပ်လှဆလှုပ်တွေကိုခမ ्या ရဲ့လက်ထောက်ကိုလွှဲခဲ့ ခမ ्या ကိုချက်ချင်း vision ကိုပို့မယ်ခမ ्या ပစ္စည်းတဝလောက်ကိုဘုံမိပြီမဟုတ်လား stop မင်းမျက်နှာနေရသွားသည်မင်းကကွန်မြူနီလားကွာအဲ့ဒါခမ ्या လုံးမဟုတ်ပါကျုပ်ကဖြူးသူစပင်ဟေးဒီလူကြီးကိုခုပန်း vision ကိုခေါ်သွားမယ်ခမ ्या ကိုဟိုရောက်မှာဆက်စကားပြောမယ်ဟေးရေဘောမင်းယူနေလားမင်းမသိဘူးလားတော်တော့ခမ ्या ပါစက်ပိတ်တာ stop မင်းကနေရနေချိန်ထားသည်သူ့ပစ္စည်းတို့ကိုထားယူသည်ပြည်သူစစ်လူငယ်မျက်လုံးပြူသွားသည် ဒီတော့မှခြားကနေလေးကအခန်းထဲမှာပြေးထွက်သွားပြီးစွဖားဘွက်ခုံတဲ့၍မောင်းပြေးလျော်သည်မူကိုကြီးစိတ်ရောအလုံးသမားဒေဗစ်ကတက်မတက်ချက်မတက်ရေနေသည်ဒီတော့မှစတော့မင်းကတက်ပြင်းချပြီးမှတ်ချက်ချသည်အလကောင်လက်ထူပါကောနောက်ဆုံးနေ့မစ်ခေးတို့အီဗန်တို့နဲ့အတူကွက်လက်ထဲမှာလေယိုကြီးစီတို့ထွက်လာခဲ့သည်အီဗန်စိတ်တွေလေးနေသည်တခုခုဖြစ်တော်မူဟုစိတ်ထဲထင်နေသည်လူတွေများလွန်းလို့သူတွေ့လက်နေခြင်းဖြစ်သည်သို့သောအုတ်ထွက်ချပြီးလေယိုထဲဝင်သွားတော့သူ့စိုးရင်စိတ်တွေပျောက်သွားလျော်သည်ရသားရီယာသူ့ကိုဝမ်းမှန်းသာကြိုးစားကြသည် အားလုံးကအပြုံးပြင်တလိတစောင်းဥညွတ်ကြသည်စတော့မင်းကလည်း event လို့အုတ်ထုတ်ချွေရိပြိတက်ကုန်လို့ဆက်လက်ပြီးမိန်ငွန်းဆောင်ကြသည်ရဲဘော်ကော့ဆာမိတ်ဆွေခင်ဗျာဆိုဗီယက်အုတ်ချွေရအောက်ကိုခင်ဗျားတို့ရောက်လာတာ၆ပတ်ရှိပါပြီဒါပေမဲ့ကျွန်တော်တို့ tollline company ကိုခင်ဗျားတို့တန်တရားရှိနေကြတာသတိထားမိပါတယ်တန်တရားရှိအောင်မကောက်ဘူးမလိုလားလူတွေလည်းရှိနေမှာပါဂေါ်လာဟာလာတွေကြောင့်ခင်ဗျားတို့စီဝေးခေါ်ရင်မလာကြအောင်လူရီဆိုပြီးဆိုပြီးအစိုးရကအစုလိုက်ပြုံလိုက်ပြစ်သက်တယ်လို့ဘာလို့ဆိုရအထိပယ်မရှိကောလာဟာလာရီလေ အခုချိန်ကစားပြီးကျွန်တော်တို့အစိုးရနဲ့ကော့ဆက်ပြည်သူတွေဖုန်ဖွင့်လင်းလင်းဆွေးနွေးပြီးလက်တွဲကြပါဆိုလို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်ခင်ဗျားတို့ကိုယ်တိုင် Ivan Lesifi နဲ့ Make Keko Shuwain ကိုကြီးရွာဒေါ်လာရင်ကုမ္ပဏီခေါင်းဆောင်တွေဖြင့်ရွေးကောက်တင်မြှောက်ခဲ့ကြတာပါသူတို့ဟာခင်ဗျားတို့နဲ့တမြေတည်းနေတရေတဲတောက်တွေပါဒါကြောင့်အားလုံးဖုန်ဖွင့်လင်းလင်းဆွေးနွေးကြပါပထမအဦးဆုံးကျွန်တော်ပြောချင်တာကကျွန်တော်တို့ကရန်သူတွေကိုအစုလိုက်ပြောင်းလဲပြစ်တက်တယ်ဆိုတာတသက်ကျွန်တော်တို့ကုမ္ပဏီကိုအချင်းညူပြအောင်လုပ်တာပါအဲဒီလိုသတင်းဖြန့်တဲ့လူတွေရဲ့ရေးချစ်ကရှင်းပါတယ် ကော့ဆက်ဒီနဲ့ဆိုဗီယက်ဆိုအကြမှာအမုန်းမင်တွေစိုက်ပျိုးနေရပါမယ်။အဲဒါကခမရတို့ကိုအဖြူရေးလက်ထွဲရအောင်လှုပ်တာနဲ့တူတူပဲ။ခမရကလူတွေကိုအစုလိုက်ပြန်လဲမတက်ပါဘူးပြောတယ်။မနေ့တနေ့ကပဲကျွန်တော်တို့ရွာသားတွေတန်းစီပြတ်သက်ခံလိုက်ရပြီလေ။လူအုပ်ထဲမှာတယောက်ရော်တယ်။ဒီမဲ့ရဲပေါ့ပြစ်တဲ့ခတ်တဲ့ကိစ္စမရှိဘူးတော့မဟုတ်ဘူး။ဆိုဗီယက်ဆိုအကိုစန့်ကျင်တဲ့လူကိုတော့ကျွန်တော်တို့ရှင်းရမှာပဲ။ရေရှင်တွေဘက်ကရက်ပြီးကျွန်တော်တို့ကိုစန့်ကျင်မယ်ဆိုရင်တော့ခံရမှာပဲ။စာပြင်ဖြုတ်ချတာဘယ်သူကြီးလဲ။ ဂျာမန်တွေကိုအနိုင်တက်ထုတ်တာဘယ်သူတွေလဲထောင်ပေါင်းများစွာသောကော့ဆက်မျိုးသမီးမုန်းဆိုးမှဖြစ်ခဲ့ကြတယ်ထောင်ပေါင်းများစွာသောကလေးတွေမိဘမဖြစ်ခဲ့ကြတယ်အဖြစ်အစီးတွေကအဲ့တော့ဟုတ်တယ်ပြည်သက်ထဲမှာထောက်ခံတယ်စတော့မင်းဆက်ပြောသည်ကျွန်တော်တို့စစ်ပွဲတွေရက်ချင်းနေအားလုံးကိုညီကိုလိုဆက်ဆံကျင်နေဒါပေမဲ့ဇာပြင်ခက်မှာခမရတို့ရဲ့လက်တွေဟာမြေရှင်တွေအရင်ရှင်တွေကြီးပွားချမ်းသာမှုတွေအလုံးလုံးနေခဲ့ကြတယ်မဟုတ်လားဒီနီးနားမှာပဲကြည်လိုက် listeners ကြီးဆိုရင်သူ့ဖိုးဟာ1812ခုနှစ်စစ်ပွဲမှာပေါင်းခဲ့တဲ့အတွက် မြေကတတောင်းရခဲ့တယ်။ခမရတို့အဖိုးတွေဘာသလဲ။ဂျာမန်စစ်မြေပြင်မှာသူတို့တွေအတုံယုံကြဆုံခဲ့ကြတယ်။လူအုပ်ကြီးရဲ့မှာဝေါ်ကနေထောက်ကနေနေထွက်လာသည်။စတော်မေးမျက်နှာတွင်ချွေးတွေရှဲလာသည်။ပြီးတော့အာယာပါယာဆက်ပြောသည်။အလုသမားတွေလယ်သမားတွေအစိုးရကိုလက်နဲ့ရေလူမှန်သမျှကျွန်တော်တို့ရှင်းပြမယ်။ခမရတို့ပြောတဲ့အသက်ခံရလူတွေဟာကျွန်တော်တို့ရဲ့ရန်သူတွေမို့တော်လိုင်းကော်မတီခုံရုံးကအဖြစ်ပေးလိုက်လို့သူတို့အသက်ခံကြတာ။အဲ့ဒါခမရတို့အားလုံးသိပါတယ်။ဒါပေမဲ့ခမရတို့လိုလယ်သမားတွေကိုယ့်လက်နှစ်ဖက်ကိုကိုယ်အားကိုးနေရတဲ့လူတွေ ကျွန်တော်တို့ကိုထောက်ခံတဲ့လူတွေနေဆိုရင်ထံပိုးတစ်ခုတွေမှာရှင်ပြီးခမရတို့နေဟိုဘက်ဒီဘက်အတိုင်ဖောက်ညီညီထမ်းပြီးကျွန်တော်တို့လေထုံမယ်နွားလိုယုံမယ်ရန်သူကိုတိုက်ရမှာလေအဲ့ဒီနေနေအမြင့်မကျန်မြေလံပစ်မယ်ဒီဆိုဇံများနဲ့တူစိတ်လှုပ်ရှားနေသည်သူတို့မျက်နှာရဲ့ကြည့်ပြီးကော့ဆက်တွေကိုသူစီးရုံနိုင်မီဟုစတော့မင်းချိန်တည်တော်လိုက်သည်သူတက်သည့်အတိုင်းသူတို့ပွင့်ထွန်လာကြသည်အိုစစ်ဒါဗီဒိုဗစ်ခမရကိုကျွန်တော်ခေါက်ခေါက်မှတ်မိရယ်ခမရဟောကျွန်တော်တို့နဲ့တသားရဲနေခဲ့ရမယ်ကျွန်တော်တို့ကိုပို့မွေလင်းလင်းပြောပါဘာမှမကြောက်ပါနဲ့ ခင်ဗျားတို့အစိုးရကကျွန်တော်တို့စီကဘာလို့ကျင်တာလဲမှန်တယ်ကျုပ်တို့စစ်သားတွေကတက်ပြေးတယ်သူတို့အတွက်ကျုပ်တို့ဘာလို့မှမသိဘူးကျုပ်တို့ကဘာမှနားမလည်ဘူးလေ Grey Snow ဆိုသည့်အဖိုးကြီးကချက်ချက်ယွန်းနဲ့ဝင်ပြောခြင်းဖြစ်သည်သို့သော Alexis Shmi ကတတိကောင်းမွန်ရသည်ကျွန်တော်တခုပြောပြစီ Even ကခေါင်းညင်ပြီပြောပါပြောပါ Yeah was storming ခင်ဗျာပထမဆုံးတခုမေးပြစီကျွန်တော်ပြောချင်တာကိုပြောခွင့်ရှိပါသလားခင်ဗျာ ပြောပါ ခင်ဗျားကျွန်တော်ကမဖမ်းဘူးနော်စတော်မင်းကပြောပြီးဆက်ပြောပါဟုလက်နဲ့အချက်ပြလိုက်သည်အလစီဗစ်ကိုမာတင်ကသူ့ကိုနောက်မှအင်ဂျီစာဆွဲပြီးစိုးရင်ကြီးနေတူတူပြောလိုက်သည်ဟိကောင်တောက်ယူတော့မပြောနဲ့လေမင်းကိုမှတ်သွားလိမ့်မယ်တီးတော့မှာပဲတိုးတော့အလစီကသူ့လက်ကိုဖယ်ပြီးလူရီပက်လှည့်လိုက်သည်ကော့ဆက်မိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်ပြောပါတော့မယ်မှန်မှန်မှန်ခင်ဗျားတို့ဘာသာဆုံးဖြတ်ကြပါကျွန်တော်တို့ဒုက္ခရောက်နေရ community ကြောင့်ခင်ဗျားကကျွန်တော်တို့လေသမားရင်းနဲ့မဆန့်ကျင်မှုပြောတယ်ဒနာရှင်တွေကိုဆန့်ကျင်နေပြောတယ် ကျွန်တော်မေးတော့ဘူးအမှန်တိုင်းဖြေပါကျွန်တော်ရော်သားတွေကိုခမရတို့ပြစ်တတ်သလားမပြစ်တတ်ဘူးလားကော်ရှူနောကတော့ထားလိုက်ပါသူကကြေးရလူကြီးဆိုတော့မဗေးတို့ဘိုကတီရီတို့နဲ့ကျန်တဲ့လူတွေကဘာပြစ်ရှိလို့လဲသူတို့ဟာကျွန်တော်တို့လိုအပြစ်မရှိရသားတွေပဲဘာမှသိရလူတွေမဟုတ်ဘူးသူတို့လက်တွေကထွန်နေထဲတွေပဲကင်တက်တာစောက်တော်ကင်မှုတော့မဟုတ်ဘူးသူတို့တွေပြောမဆိုမှရှိရင်တည်တယ်မင်းလားအလစီရှိမီအတော့ဝအောင်ရှူလိုက်ပြီးရှစ်တလန်တို့လိုက်သည်ဘာမှမတိနားမလဲသူတို့ကိုခမရတို့ဖန်နေပြီးတော့အပြစ်ပေးရေး ကုံသေးကြီးကြီးကြောင့်လက်ဖြားနေတော့မတူဘူးအလौဒမားလေသမားတွေသူ့ရေစုပ်ပြီးချမ်းသာနေရသူတို့ငွေတွေနဲ့ကျွန်တော်တို့ဘဝတွေကိုဝယ်ဟားတာကျွန်တော်တို့လောက်အားတွေနဲ့သူတို့ချမ်းသာနေရသူတို့စီကခမရတို့ရံမုံငွေတပြားရဘူးဒလား Vicious ကမှဘာဖြစ်ခဲ့ရဆိုတာကျွန်တော်တို့အားလုံးသိတယ်အဲဒီမှာရောဘာသာမှာပါမြေရှင်နေကုံသေးကြီးတွေဖုန်ကြီးတွေကောင်းစားမြေကောင်းစားနေရမဟုတ်လားကျွန်တော်တို့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကျွန်တော်တို့အားလုံးသိတယ်။တရင်မှန်နေမြုပ်နေပြီးမဟုတ်တဲ့တရင်နေပြလူပြန်နေတာ။ပြိတ္တဆွေးစွားဖြစ်နေုံရသည်။ခဏနေမှာ ဲ့ဒါဟုတ်တယ်မှန်တယ်ဆိုပြီးအော်ဒန်နေထွက်လာသည်စတော့မင်းလက်ကပြီးတားစီကိုဘသူမှကြည့်မဆိုင်တော့ဆိုပြီးရအစိုးရကကောင်းနေဆိုတာကျွန်တော်တို့သိပါတယ်ဒါပေမဲ့ community ကကျွန်တော်တို့ကိုဖျက်ဆီးဖို့စူးစမ်းနေကြတယ်တထောင်ကူအောင်၅ခုနှစ်ကလည်းသူတို့ဒီလိုလုတ်ခဲ့ချောက်ရတယ်သူတို့ကဒုံခော့ဆက်မျိုးကိုဖျက်ပစ်ချင်ညာအလက်စီဗစ်ကလေဟုတ်ထဲဆင်းသွားသည်စတော့မင်းကဆက်ပြောဖို့စူးစမ်းသည်သို့တော့ပြိသက်ကိုမထိနိုင်တော့အော်ဒန်နေထွက်လာသည်ဟုတ်တယ်မှန်တယ်သူတို့ကကော့ဆက်တွေကိုစော်ကားနေရ ရွာထဲမှာလူတွေဘာလို့တချင်းဆိုနေကြလဲခင်ဗျားတို့သိလားလူတွေရင်ထဲမှာရှိရကိုမပြောရတော့ပဲတချင်းမဲ့ဆိုနေကြတယ်။အော်ဟစ်တန်တွေစူညံလာပြန်သည်တယောက်တစ်ပေါင်းအော်ဟစ်နေကြသည်စတော်မင်းကလက်ထဲမှာအုတ်ထုတ်ကိုလှုပ်ချစ်ပြလိုက်သည်ပြီးမှကိုရှိဝိုင်းပွေထန်သည်လူစင်းကိုအိတ်ထဲမှာထုတ်လိုက်ပြီးမဟုတ်ဘူးမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတော်လိုင်းကိုထောက်ခနဲ့လူတွေဘာမှမဖြစ်စေအောင်ဟော်ဒီမှာဆိုဗီယက်ဆိုရရန်သူစင်းခင်ဗျားတို့ရွာကြီးပဲနားထောင်ကြသူကတော်လိုင်းကော်မတီခေါ်ယုံမှာစစ်စစ်ထုတ်ပြန်ထားသည့်စစ်ရင်းကိုအတက်မြင့်ပြီးခက်ဖြစ်ဖြစ် ဖက်ပြသည်မီရွန်ကော့ရှူနော်အရင်ကြေးရကော်မတီဥက္ကရာဟောင်းစီနီလီနဲ့အီဗန်အဗာရှရီတိုကဆိုဗီယက်အစိုးရဖြုတ်ချရေးကိုလှုံ့ဆော်တယ်ကော့ရှူလီနဲ့မက်ဗီရိုနှစ်ယောက်ကလည်းဒီအတိုင်းပဲမိတ်ဒီလီကောနဲ့ဆီမွန်ဂဗရီလော့တို့ကလည်းစစ်ဝစ်ဆောင်ပြေဝေးတစိုက်တွေအပြည့်တက်ဆိုဗီယက်အစိုးရပြုတ်ကျသွားစေလို့လမ်းတကာလဲဟောကြတယ်ပင်တာလီမွန်ကစစ်ကောင်စီမှပါတယ်ပိုင်ဒရာနဲ့ဂရီဂိုညီကိုနှစ်ယောက်ကဆိုဗီယက်အစိုးရကိုဆန့်ကျင်နေတဲ့စစ်ဗိုလ်ရင်းစတော်မင်းကဆာယက်ဒစ်ကိုဖက်ပြီးပြောသည် ဆိုပြီးအစိုးရရဲ့အဲ့ရန်သူတွေကိုမဖမ်းလို့မဖြစ်ဘူး။ခင်ဗျားပြောတဲ့ထက်ကနှစ်ယောက်ကဒီမှာမရှိဘူး။ပင်တာလီမုံကငန်းယောင်ကနဲ့အဲ့ရတယ်မှာလဲနေတယ်။တခြားရောက်နေတဲ့နှစ်ယောက်ကိုဖမ်းပြီး Vengeance ကိုအ мян ဆုံးပို့မှာ။အစည်းအဝေးမှာရုတ်ချီးငြိမ်သက်သွားတယ်။ခဏနေမှာအော်ဒန်တစ်ခုထွက်လာတယ်။အဲ့ဒါမဟုတ်ဘူး။ဆိုပြီးအစိုးရကိုစန့်ကျင်နေဆိုတာမဟုတ်ဘူး။အဲ့လိုလူတွေကိုခင်ဗျားတို့ဖမ်းတာလား။ Stop message တော့သူတို့အာယုံဆိုင်နေအောင်ကြသည်။ပြည်သက်ထဲမှာထောက်ခံတဲ့များပင်ထွက်လာသည်။ သို့တော့နောက်ဆုံးတွင်အဖြူရီဘက်ကိုထွက်ပြေးသွားသည့်လူပြား၏ပစ္စည်းများကိုဝေချမ်းရင်ကိစ္စသို့ရောက်သွားသည်ပရိသတ်အလုံးတွန့်ဆုံတွန့်ဆုံဖြစ်နေစာ၏